ခုတင်ဆက်ပေးမယ့်သတင်းကတော့ယခုနှစ်ဇန်နဝါရီလ31ရက်နေ့အထိ9000တန်ငွေဆက်ကူ2800ဘီလီယံကျော်ထုတ်ဝေထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှဖြစ်ပါတယ်။မြန်မာနိုင်ငံတော်ဘိုဟိုဘန်မှာ9000တန်ငွေဆက်ကူများကို2009ခုနှစ်အောက်တိုဘာလ1ရက်နေ့ကနေစတင်ထုတ်ဝေခဲ့ရာအခု2013ခုနှစ်ဇန်နဝါရီလ31ရက်နေ့အထိထုတ်ဝေခဲ့တဲ့ငွေဆက်ကူအရေအတွက်တန်ဖိုးပမာဏမှာ ကျန်2800ဘီလီယံကျော်ရှိခဲ့ပြီဖြစ်တယ်လို့ဗန်နာယီနဲ့အခွန်ဝင်ကြီးဌာနဒုတိယဝင်ကြီးဒေါက်တာလင်းအောင်ကပထမအကြိမ်ပြီးသူ့လွတ်တော်စက်ထမပုံမှန်အစည်းအဝေး23ရက်မြောက်နေ့မှာပြောကြားခဲ့ပါတယ်။ 9000တန်ငွေဆက်ကိုစတင်ထုတ်ဝေချိန်မှာ2013ခုနှစ်ဇန်နဝါရီ31ရက်နေ့အထိ9000တန်ငွေဆက်ကိုအတူကျပ်သိန်း200နီးပါးဖမ်းဆီးရမိခဲ့တယ်လို့၎င်းကပြောကြားခဲ့ပါတယ်။ကျပ်9000တန်အတူများဟာဘဏ်တွေမှာမလဲပတ်တော့လဲစီးပွားရေးလောကအတွင်းမှာလဲပတ်သုံးဆွဲမှုများရှိနိုင်ပြီးတော့ငွေကြေးအတူအစစ်ခွဲခြားတဲ့ဆက်များနဲ့ကျပ်မဲ့ဆောင်ရွက်လျက်ရှိပေမဲ့လည်းဘဏ်အချို့မှာငွေဆက်ကိုအတူများလက်ခံရရှိနေကြောင်းဘဏ္ဍာရေးနဲ့အခွင့်အဝင်ကြီးဌာနဒုတိယဝန်ကြီးကဆက်လက်ပြောကြားခဲ့ပါတယ်။ ဤသို့လွတ်တော်စတမပုံမှန်အစည်းအဝေး23ရက်မြောက်နေ့မှာငွေကျပ်9000တန်အတုများနဲ့ပတ်သက်ပြီးဖြည့်ရှင်းပေးဖို့မိုးမောက်မဲဆန္ဒနယ်မှာဦးစော်ထွန်းကအဆိုတင်သွင်းခဲ့ရာဒုတိယဝန်ကြီးကပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်9000တန်ငွေဆက်ကူစတင်ထုတ်ဝေချိန်မှ3နှစ်ကျော်ကာလအတွင်းအဲ့ဒီငွေဆက်ကူအရေအတွက်4000နီးပါးတန်မိုးအဖြစ်ကျပ်သိန်း200ခန်းစစ်ဆေးတွေ့ရှိခဲ့ပြီးမြန်မာနိုင်ငံရဲတပ်ဖွဲ့မှုကင်းရုံးတို့ပေးပို့အပ်နိုင်ခဲ့တယ်လို့သိရပါတယ်